ရန်ကုန်တခွင်သတင်းစုံလင်ကရွှေဦးစွာတင်ဆက်မဲ့သတင်းကတော့ပါကစ္စတန်မြို့နယ်တန်ရှင်သောတောက်ရီရရှိရေးလုပ်ငန်းများမြို့တော်ဝန်ကြီးစုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစီပင်သာရေးဝန်ကြီးရန်ကုန်မြို့ရဲ့စီပင်သာရေးကော်မတီဥက္ကဋ္ဌမြို့ရုံးဦးဘိုးထေဟာဒုတိယမြို့ရုံးဝန်အညီကြီးကော်မတီဝင်များဌာနမှုများနဲ့တာဝန်ရှိသူများလိုက်ပါလျက်မေလ10ရက်နေ့ခုနှစ်နာရီကတာကိတားမြို့နယ်အေယာဝန်လမ်းဘေးဝေရရှိမြောင်အားအင်ဂျင်နီယာဌာနရေစီရလာစီမံခောက်ခွဲမှုဝန်ထမ်းများကရှင်းလင်းနေမှု MS14 မြေထွက်ပေါင်းနဲ့ MS73 မြေထွက်ပေါင်းများရဲ့ရေစီရလာအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးရှင်မြောင်နယ်ရှင်သွားလမ်းကြားနေရာရှိမြက်ပြင်ဆောင်တွေများရှင်းလင်း ်ရန်ရေကြီးရေရှမ်းမှုများမဖြစ်စေအတွက်အလေးထားဆောင်ရည်ရန်တို့ကိုမှကြားကလိုအပ်သည့်များဖြစ်စေဆောင်ရွက်ပေးပါရယ်အဒီနောင်မျိုးတော်ဝန်ရဲ့အဖွဲ့ဟာတစ်အနော်မရက်ကွက်အနော်မလန်ထင်းရှိအနော်မအများသောမြေသားမှုယေစုကံကိုကြည့်ရှုဆစေးပြီးအများပြည်သူတန်ရှင်သောတောက်တုံရေးရရှိရေးအနော်မရေကံမရှိကိုဆိုလာစနေဖြင့်အသုံးပြုနိုင်ရေးဆောင်ရွက်ရန် ခြေကပဝင်းကျင်တွင်ပန်းအလှပင်များစိုက်ပျိုးရန်အကစားလေးကျင်ကိုရီးယားများပြန်လည်ပြည်ပြင်ဆောင်ရရန်မှကြာကလိုအပ်သည့်များဖြည့်ဆည်းဆောင်ရပေးပါသည်။အဲဒီမှာတစဉ်မြို့တော်ဝန်ထဲအဖွဲ့ဟာအေယာဝန်လမ်းနှင့်ရှုကင်းသာလမ်းနောက်ရှိအေယာဝန် ရှိပေးဝီရေးစခန်းနှင့်တွင်ကာလနှစ်သိန်းဆန့်ရေးစုခန်းတိစောက်ပြီးစီမှုအခြေအနေကိုကြည့်ရှုစစ်ဆေးပြီးတာဂက်တာတစ်မျိုးနယ်လုံးတောက်သုံးရေဖူလုံးစွာဖြန့်ဖြူးပေးနိုင်ရေးဆောင်ရရန်လက်စစ်တာအပြင်ဆိုလာစနစ်ဖြင့်ရှိပေးဝင်နိုင်ရေးဆောင်ရရန်မှကြာကြောင်းသိရပါသည်။ ီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်ဆလတ်တင်ဆက်မဲ့တဲ့တွင်ကတော့အလုံးမြင့်နေရင်အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်တဲ့တွင်ဖြစ်ပါတယ်။ အလုံးမြို့နယ် community center ခမာရင်အခြေခံအင်္ဂလိပ်စာတင်နယ်အဖွဲ့ဘဲကိုမေလ9ရက်မိုးလယ်နေ့၌ကပြုလုပ်ကြောင်းသိရပါတယ်တင်နယ်အဖွဲ့ဘဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲကိုကိုကအဖွဲ့မှစကားပြောကြားပြီးပြန်ဆိုင်နေပြည်သူဆက်ဆံရေးဦးစီးဌာန UCI အရာရှိဒေါ်အီမုံကတင်နယ်ဖွင့်လှစ်ရခြင်းအရွယ်ချက်များကိုပြောကြားပါတယ်တင်နယ်အားမေလ9ရက်မှမေလ16ရက်အထိဖွင့်လှစ်သေးကြပြီးတော့မှဖြစ်တယ်လို့သိရပါတယ်ရှင်ဒီသတင်းကိုတော့ရောအေရာက ပြပို့ထားပဲဖြစ်ပါတယ် ထပ်မံနေစမဲ့တရင်ကတော့ထန်လပင်မြို့နယ်တွင်နှွေစွားဧက3800ကျော်ရေသိမ်းပြည်စီရဲ့တရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထန်းလပင်မြို့နယ်ရင်း2024-2025ခုနှစ်နှွေစပားရထားဆိုင်ရေက4,429ဧကရှိတဲ့အနက်ဧကပေါင်း4,981ဧကစိုက်ပျိုးနိုင်ခဲ့ကရထားဧကထက်ကျုံလုံးအောင်စိုက်ပျိုးနိုင်ခဲ့ပြီးရှိတ်သိမ်းမီဧကအနည်းနဲ့3,859ဧကရှိရာတေကအထံတော်63.39ဒီရှိကြောင်းသိရပါတယ်။ထန်းလပင်မြို့နယ်အတွင်းရှိတောင်သူများစပားစိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်များကိုသက်ဆိုင်ရာကွင်းအလိုက်မှာ င်တောင်သူအသိပညာပေးခြင်းမြို့ကောင်မြို့သားကုညီပံပိုးပေးခြင်းတို့ကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ဒီသတင်းကိုတော့စင်မင်းထိုက်ကပေးပို့ထားပေးဖြစ်ပါတယ်ရှင်။နောက်ထပ်တဲ့ဆက်မဲ့တဲ့တင်ကတော့တကုံမြို့သိစေကံမြို့နယ်ရင်းအခြေခံစာကျက်ပညာသင်တန်းဆင်ပွဲပြုလုပ်တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သေးစေကန်းမြို့နယ်ပြန်ကြိုင်းနေပြည်သူဆက်ဆိုင်ဦးစီဌာနလူထုအခြေပြုဘဟုဌာန Community Center ခမာရင်းចောင်းစာကြရမြခွင့်ဖြိုးတို့၏အတွက်အခြေခံစာကြည့်ပညာသင်တန်းဆင်ပွဲကိုမေလာကိုရညနေ3:30မိနစ်30ခါပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးပြန်ကြိုင်းနေပြည်သူဆက်ဆိုင်ဦးစီဌာနမှညွှန်ကြားရမှုဒေါခင်စောလင်းတက်ရောက်သင်တန်းဆင်မတ်စကပြကြားကြောင်းသိရပါတယ် ဆက်လက်ပြီးမြို့နယ်ပညာရေးမှုဦးစောမျိုးထုတ်ကကျေးဇူးတင်စကားပြောကြားပြီးအဲဒီနောက်ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံမှလက်ထောက်ညွှန်ကြားရေးမှုဒေါ်လတ်လာနွယ်ကတင်နန်းစစ်လက်မှတ်များပေးရပါတယ်။အဲဒီနောက်တင်နန်းသူဆီယာမတအုံးမှကျေးဇူးတင်စကားပြောကြားကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးစန္နာကပေးပို့ထားပဲဖြစ်ပါတယ်။နောက်ဆုံးနေဆက်မဲ့သတင်းကတော့လေကူမြူနယ်ရင်းလွေစပားမြို့နယ်စုပြန်ပွဲစံပြခွဲရေးသိမ်းပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလေကူမျိုးနယ်၊နှွေစပါမျိုးနယ်၊စုပြဲမွရင်ပါဝင်တဲ့148.25ဧကာစံပြခွဲရိတ်သိမ်းဘွဲကိုမေလ10ရက်နေ့ပိုင်းကတနက်ပြင်ကျေးရွာတောင်သူဦးချေဟန်ရဲ့လေမြေရှိရေကရင်ချင်းမှကြောင့်သိရပါဗျ။ ရှေဦးစွာနှူးစေမျိုးတန်စဘာမျိုးဖြင့်စိုက်ပျိုးထားသောလေမြေတွင်တုံညာတသမတေတုံညာဧကစံပြွက်ဖြင့်ရိတ်သိမ်းရာစဘာအဆူအထွန်းတို့130တသမတေ5တင်နှုံစဘာအချောက်အထွန်းတို့138တသမတေ5တင်နှုံထွက်ရှိပါသည် ။စံပြခွက်ရိတ်သိမ်းပွဲကိုဒိုင်းနီသားကြီးအစဉ်စံပြခွက်ရိတ်သိမ်းရေးအဖွဲ့များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းအောင်နဲ့တာဝန်ရှိသူများခရိုင်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ကျေးဝအုပ်ချုပ်ရေးမှုများနဲ့ဒေသခံတာဝန်များတယောက်ကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့အေးအေးနဲ့ကပေးပို့ထားပေးဖြစ်ပါတယ်။